တို့သမီးတယောက်ဟာဘယ်လိုကုသကောင်းမှုတွေကြောင့်မနာဘကာယကဘုံရောက်ရတာပါလဲ။ဘာလို့လှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်။နေရတာနဲ့အမျိုးသမီးတယောက်ဟာဒီအချက်ရှစ်ချက်လိုင်းနာပြီးတော့နေထိုင်တဲ့အမျိုးသမီးဟာဒီအချက်ရှစ်ချက်ကိုတသွေးမတိန်လိုင်းနာပြီးတော့ရှင်းသုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့အဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်အဲ့မှာ အချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတယ်တမန်ဟောဝါမှာမိသားစုဘဝမှာလောက်ကင်တာတွေလည်းပါနေတယ်အဲ့ဒါစိတ်ဝင်စားစရာကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူးအဲ့တော့သတိထားစရာကစီးနဲ့ကန်းနဲ့မိသားစုတဝန်ချီချီလောဘနဲ့မဟုတ်ဘူးဒေါသနဲ့မဟုတ်ဘူးဘုတရားချီပြွန်စွာနေလို့ရှိရင်လည်းပဲဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ်နော် ိုတရားကြည့်ဖို့လို့ရပေါ့အိမ်မှာနေပြီမဲ့လို့ဝတ်တရားကြည့်ပြီးတော့မေတ္တာနဲ့နေတာအကုသိုလ်ရတယ်သူတို့ဆိုလို့တဲ့အတိတ်အဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့အခါကျတော့ဘာလို့ဆိုနမတ္တကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေကနေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့အော် ဒါအဲ့တော့ရသားကြတယ်မြို့သမီးတွေအတွက်ကြီးပဲပြောမြို့သမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့ညှို့နှင်းချက်နဲ့ကိုယ့်ရဲ့သမီးကိုအဲ့တော့ရသားချပေးလိုက်တယ်တဲ့အဲ့လိုအဲ့တော့ရသားချပေးတဲ့မြို့သမီးဟာကိုယ့်ရဲ့အိမ်တောင်ဘက်ပေါ်မှာဟိုတရားချပြမှုရှိတယ်ဝတရားချပြွန်စွာ နေထိုင်တယ်တတချက်နော်ဝိတရားကြည်ပြောနာအဲ့ဒါဝိတရားကြည်ပြောနာတဲ့ဒါကုသိုလ်ရနေတဲ့သဘောရှိတယ်ကိုလိုဝမေဝိတရားကိုကြည်ပြောလုပ်ပြီးတော့မေတ္တာနဲ့နေထိုင်တယ်နောက်တစ်ခုကဘာလို့ဆိုရင်မိမိရဲ့အိမ်တော်ဘက်ကကရုကတော့ဖြူပြီးတော့လေးစားရတဲ့အမေတို့အဖေတို့ ဆိုရောက်ခမဗောလေးကိုခဲ့တယ်။အဲ့နောက်မဲ့ရင်မိဘတွေသူကိုဝဲတဲ့ဖာသာအဲ့ရအရေပေါ်မှာသူကတလေတစားဟိုတရားခြေပြွန်စွာဆောင်ရဲ့ပြီးတယ်။ဒါတခုဒါဒုတိယမြောက်ခုသူတွေဒါဟိုလူတွေကကုသိုလ်စင်နဲ့တော့မထဲ့ပါဘူးတရားတွေကနော်ဟိုတရားခြေပြွန်စွာဆောင်ရဲ့တယ် နံပါတ်3ကအိမ်မှုလုပ်ငန်းနေနဲ့ပတ်သက်လာတဲ့အခါမှာသူဟာလှုပ်တတ်တယ်၊ကိုင်းတတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရိအိမ်မှုကိစ္စတွေကိုလှုပ်တယ်တဲ့ပြောပါဆိုရင်ဒါလည်းကုသိုလ်တစ်ခုပဲကြည့်ရလားဒါကကုသိုလ်လို့မထင်ကြဘူးလေ တဲ့သူလုံးဝမဲ့ဝတ္တရားတွေကိုသူချစ်ချစ်ပြင်းပြင်းလုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ်အိမ်မှာဝိုင်းကူပြီးတော့လုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလုံသမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံမာတဲ့လုံရင်လုံသလိုမလုံရင်မလုံသလိုခွဲခြားသေးတယ် လုံကြိုးစားရင်ကြိုးစားသလိုလုံမကြိုးစားဘူးဆိုရင်မကြိုးစားတဲ့အတိုင်းတားခွဲချပြီးတော့သူတို့ကိုပေးတဲ့ကံနဲ့မလုံတဲ့လူစုပေးတတ်ပေးပေါ့လုံတဲ့လူပို့ပြီးတော့ခရုဆိုင်ပေးတယ်နေမကောင်းတဲ့ဘက်သာရှိလာလို့ရှိရင် နေဝံကထကောင်းတိုင်းသာရှိလို့ရှိရင်သူ့ဆေးဝါးကိုတတ်ပေးတယ်ပေါ့ကိုရင်ကလူတွေကိုနော်နေနေမကောင်းတိုင်းသာရှိလို့ရှိရင်လည်းခွင့်ရက်တွေပေးပြီးတော့ညတာမှုထားတယ်ပေါ့သူ့နဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတ်တယ်နောက်အိမ်မှာစားစရာတောက်စရာရှိရင်လည်းညီလူညီမြခွဲဝေပြီးတော့ပေးတယ် ဒါနဲ့ဒါကိုလည်းကုသိုလ်လို့ပြောတာဒါနတ်သမီးဖြစ်ဖို့ရာအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူးဒါလည်းကုသိုလ်ပဲတဲ့နောက်နံပါတ်5ကတော့ကိုရဲ့အိမ်သားကအပြင်းမသွားပြီးအလုပ်လုပ်ပြီးရှာဝေးလာခဲ့တဲ့ ငွေကြေးတနစဥ္စပစ္စည်းတွေကိုမခိုးမဝက်မထိမ့်မကြံမသုံးမဖြုံးမဲကိုယ်အိမ်အောင်ပဲမသိအောင်တိတ်တိတ်ဘုံခိုးဝက်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာသေးသေးချာချာစနစ်တကျစီမံခန့်ခွဲပြီးတော့တိမ်သားလုံးအတွက်အသုံးပြုတယ် ရှားလာတဲ့ပစ္စည်းထိမ့်သိမ့်ရှောက်ရှောက်တယ်ပေါ့ဒါကိုဆိုလို့တယ်စီးတဲ့ရေဩခန္ဓာကတဲ့ဆိုလို့ပေါ့စီးလာတဲ့ရေတွေကိုပျောက်ပြတ်မသွားအောင်တမန်နဲ့စီးပေးထားတယ်ပေါ့ကတဲ့နဲ့စီးပေးထားတယ်လေထဲမှာရည်တယ်နော်အဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပျောက်ပြဲမှုမရှိအောင် तू က စီမံဆောင်ရပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်နောက်ဘက်စနီးသည်များလိုက်နာကျင့်သုံးရတဲ့တောင်းဝတရားပဲဒါနော်သူရဲ့တောင်းဝတရားကိုသူခြေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝတရားခြေပြောင်းခြင်းဟာဟုတ်ထူးခြားတဲ့ကုသိုလ်ကြီးမဟုတ်တော့လည်းပဲ ဒါခုတို့ပဲအပြစ်ကင်းပြီးတော့အမြတ်ပေါ်မှာမြတ်မြတ်တာတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းခုတို့ပဲတို့သူဆိုလို့ဒီငါချက်ကဒါရိုးရငါချက်ပဲဖြစ်တယ်နောက်ထပ်နံပါတ်6ကြတော့ မနာဘကဟိကနတ်သမီးဖြစ်ဘူးဒါကြတော့ဘာသာရေးဘက်ကဆက်နိုင်လာပြန်နော်ဖျားဟုကိုးွယ်တယ်တရားဟုကိုးွယ်တယ်တန်ခါဟုကိုးွယ်တယ်ဘုရားန္တရဏကိစ္ဆမိဓမ္မန္တရဏကိစ္ဆမိတန်ခါန္တရဏကိစ္ဆမိရှရဏသုံးပါးကိုကိုးွယ်စိကတုဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘာသာကြားရေးကဘလို့လုပ် ဘောဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဖေယတေယံတန်ကကိုးွယ်တိုက်တဲ့ယရဏများကိုကိုးွယ်တဲ့စကတ်တဲ့တရဏဂုံတီးတယ်ဗောဆိုလို့တယ်နံပါတ်6အဲ့ဘုရဝဒမဟုတ်ရင်တော့ဘုရဒတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိတော့ဘာမှမဟုတ်ဘူးသို့တော့ ူကိုးကွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့ထိုင်လျောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုးကွယ်တဲ့ဆိုရင်တော့ထိုင်လျောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးရှိဘူးလို့ပြောလို့မရသူတို့လည်းအကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုက နမခွန်ကြရပါအောင်ဆိုကိုချင်းတိလနဲ့ပြေဆုံးတယ်အဲ့ဒါတော့ဒါတိလပဲရောက်လာအဲ့ဒီကိုချင်းတိလဆိုတော့ဘာသာကြားပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းတိလဒီကိုချင်းတိလရရှိအောင်ဘာလို့ဆိုရင်သူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာမတရားယူတာရှောင်ရမယ် ကာမိတုမေသစရာရှောင်ရမယ်မုတဝရရှောင်ရမယ်သူရမေရရရှောင်ရမယ်အဲ့ဒီရှောင်ကျင်မှု၅ရက်မရှောင်ရင်သူကဒုစရိုက်ပဲလေတာနော်တော့ကမှရာဇဝမှုဖြစ်တာပဲလူရဲ့ဥပရိမှာသူ့တိုင်ရင်တော့ပြည့်မရှိဘူးသူ့တိုင်ရင်ပြည့်ရှိတယ်လို့လူဥပရိရတာခွဲတာ ဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထူထူပဲပါဏာတိပါဒဖြစ်တာနော်